ရေဒီယိုအန်ယူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာကုချင်အစားပြီး2025ခုနှစ်အောက်တိုဘာလ4ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ်စစ်ရေးသတင်းကတော့စစ်ကောင်းဆောင်မင်းအောင်လိုင်တက်ခုနေတဲ့လဘခဌာနချုပ်ကိုတော်လိုင်းတက်တွေရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခတ်တဲ့သတင်းပဲဖြစ်ပါတယ်အချမ်းပတ်အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်တက်ခိုးနေတဲ့မန္တလေးအခြေစိုက်11နိုင်စစ်တနာချုပ်လဘခကို ော်လိုင်းတက်တွေက109မမ short tight ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ဖွဲ့ကဒီကနေ့အော်တိုဝါလာ၄ရက်မှာထုတ်ပြန်လာပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းမန္တလေးတက်ကတော်နှစ်တရာပြည့်ပွဲတက်ဖို့မနေ့ကအော်တိုဝါလာ၃ရက်နေ့ညပိုင်းကပြည်ဦးလွင်ကနေမန္တလေးကိုရောက်ရှိလာပြီးအလဲပိုင်းနဲ့စစ်တနာချုပ်လက်ပကမှာတဲခုန်နေတယ်လို့သတင်းရတဲ့အတွက်ညာတွင်ချင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းဟာအရသာပြည်သူတွေကိုလူသားတိုင်းလုပ်ပြီး မန်းတက်ကသူရာပြေပွဲတက်ရောက်มาဖြစ်တဲ့အတွက်အခုလိုညာရင်းချင်းတိုက်ခိုက်ခဲ့တာလို့ပြောပါလေ။မင်းအောင်လိုင်းတက်ရောက်တဲ့ပွဲကိုတိုက်ခိုက်တာဟာပိုပြီးလွယ်ကူပေမဲ့အရသာပြည်သူတွေထိခိုက်မှာစိုးရိမ်တဲ့အတွက်မင်းအောင်လိုင်းတက်ခိုတဲ့လေဗန်တိုင်းစစ်တနာကျုပ်လက်ပတ်ခအတွင်းကိုဖြစ်ခတ်တိုက်ခိုက်ရတာလို့ BWN အဖွဲ့ကရှင်းပြထားပါတယ်။အရသာပြည်သူတွေကိုလူသားတိုင်းလုပ်ပြီးမန်းတက်ကသူရာပြေပွဲတက်ရောက်နေတဲ့မင်းအောင်လိုင်းကိုတိုက်ခိုက်ဖို့အခွင့်အရေးမရခဲ့ပေမဲ့လေဗန်တိုင်းစစ်တနာကျုပ်ကိုပြစ်ခတ်တိုက်ခိုက်မှုမှာ မင်းအောင်လိုင်းလက်အောက်ခံစစ်သားတွေထိခိုက်မှုရှိနိုင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အခု mission ဟာနိုင်ရီပိုင်းအတွင်းဖြတ်ဖြတ်စီစဉ်ရတဲ့ mission ဖြစ်ပေမဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုအမှန်တကယ်ချင်းချောင်းနိုင်တဲ့ mission ဖြစ်ခဲ့တာကြောင့်ကိုကြီးအားဖြည့်ပေးခဲ့ကြတဲ့မာမိတ်ဖွဲ့တွေကိုကျေးဇူးတင်တဲ့အကြောင်းလည်းအသိပေးထားပါတယ်။ဒီ mission ဟာ BWM အဖွဲ့ရဲ့46ကြိမ်မြောက် mission ဖြစ်ပြီး BWM အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Normal Detachment NMD PDF ဖွဲ့ People's Servant Force PSF ဖွဲ့ ရတနာဘုံတပ်ဦးဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးမင်းတပ်မျိုးကိုစစ်တပ်ကဘုံကျဲတာကြောင့်ဒေသနေပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ချင်းပြည်နယ်မင်းတပ်မျိုးကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲတာကြောင့်ဒေသနေပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့ချင်း Defense Force မင်းတပ်ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်လာပါတယ်မင်းတပ်မျိုးကဒေသနေပြည်သူတွေအိမ်မောကျနေချိန်အော်တိုဘာလ၄ရက်ဒီကနေ့မနက်တနာရီနဲ့23မိနစ်နဲ့34မိနစ်တို့မှာ လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသနေပြည်သူတွေပြင်းထန်ထန်ရခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အချမ်းဘတ်စစ်တပ်ဟာမြင်းတပ်မျိုးကနေရာနှစ်ခုကိုလေကြောင်းတိုက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့်အရသာပြည်သူတွေပြင်းထန်ထန်ရခဲ့တဲ့အပြင်လူပြည်သူလူထုရဲ့နေအိမ်တွေလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။မြင်းတပ်မျိုးကိုချင်းကြီးနောင်နဲ့မာမိတ်ပူးပေါင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာလ22ရက်မှာအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ဟာမင်းတပ်မျိုးကိုမြေပြင်ထိုးစစ်မလုပ်နိုင်သေးတဲ့အခြေအနေမှာ လေကြောင်းကနေဘုံကျဲတက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတယ်လို့သိရပါဗယ်။အကြံပေးစစ်တပ်ဟာသူတို့လက်လွတ်ထားရတဲ့ဒေသတွေကိုပြန်လည်ရယူနိုင်ဖို့နိုင်ငံတော်ထိုးစစ်ဆင်နေတယ်လို့လေကြောင်းကလည်းအဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေတာလည်းဖြစ်ပါလေခင်ဗျာ။အခုတခါအကြံပေးစစ်တပ်ကချင်းမြတ်တမအချို့ကိုချင်းလင်းတမအဖြစ်ပြောင်းလဲဖွဲ့စည်းထားတယ်လို့ MTSI ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။အကြံပေးစစ်တပ်ရဲ့အမာခံတိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ချင်းမြတ်တမအချို့ကိုချင်းလင်းတမအဖြစ်ပြောင်းလဲဖွဲ့စည်းထားတယ်လို့ မြမစစ်ဘေးကြီးရာနဲ့လုံခြုံရေးဆိုင်ရာလေလာရေးဖွဲ့ MTSI ကထုတ်ဖော်ပြောဆိုလာပါတယ်။ချင်းမြတ်တက်မချို့ကိုချင်းလင်းတက်မဖြစ်ပြောင်းလဲဖွဲ့စည်းဆိုတဲ့ခေါင်းစဉ်နဲ့ MTSI ဖွဲ့ကဒီကနေ့အော်တိုဘားလ၄ရက်မှာထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။အကြံပေးစစ်တပ်ရဲ့အမာခံတိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ချင်းမြတ်တက်မချို့ကိုချင်းလင်းတက်မဌာနချုပ်လိုအမိပြောင်းလဲဖွဲ့စည်းလာတာတွေ့ရပြီး လက်ရှိမှာတော့အမှတ်22 55နဲ့69စတဲ့ခြေမြတ်တက်မှတွေကိုခြေရင်တက်မှများအဖြစ်တင်းဝင်ပြောင်းလဲအသုံးပြုနေပြီးကြံတက်မှတွေကိုတော့ဆက်လက်စီစဉ်နေတယ်လို့အသိပေးထားပါဗျ။ခြေမြတ်တက်မှအချို့ကိုခြေရင်တက်မှဌာနချုပ်အဖြစ်အမည်ပြောင်းပြီးပြင်ဆင်ဖွဲ့စည်းအသုံးပြုလာတာဟာ2022ခုနှစ်ဝင်းကျင်ကလေးကလို့ MDSI ဖွဲ့ကသုံးသပ်ထားပါဗျ။အကြံပစစ်တပ်ဟာတိုက်ခိုက်ရေးတပ်တော်ကိုခြေလျင်နဲ့ခြေမြန်လို့ခွဲခြားထားပေမဲ့ဖွဲ့စည်းပုံနဲ့လုပ်ငန်းတာဝန်တွေဟာအတူတူဖြစ်ပြီးအခြေခံအားဖြင့်တော့ခြေလျင်တပ်တော်ဟာ တိုင်းကုကံမှုအောက်နေမြစ်စစ်စင်ရေးတာဝန်ယူပြီးချင်းမြန်တပ်တွေကတော့ရွှေပြောင်းလှုပ်ရှားစစ်စင်ရေးတာဝန်ကကကြီးကုကံမှုတပ်တွေဖြစ်တယ်လို့သိရပါတယ်။ချင်းမြန်တပ်မတွေဟာကကကြီးကုကံမှုအောက်ရွှေပြောင်းစစ်စင်ရေးတပ်တွေဖြစ်ပေမဲ့ချင်းမြန်ရောချေလင်းတရင်တွေပါဖွဲ့စည်းထားတယ်လို့လည်းသိရပါတယ်။တပ်မထဏာချုပ်တို့ကမှနီးပြည်ဝါ၃ခုတိုက်ခိုက်ရေးတရင်၁၀ရင်းပါဝင်ဖွဲ့စည်းထားပြီးလက်ရှိမှာချင်းလင်းတပ်မဖြစ်အမည်ပြောင်းလဲလိုက်ပေမဲ့စစ်စင်ရေးတာဝန်နဲ့နီးပြည်ဝါစုဖွဲ့မှုကတော့ထူးထူးခြားခြားပြောင်းလဲလာတာမတွေ့ရသေးဘူးလို့ MDSI ဖွဲ့ကပြောပါတယ်။ အာနာမသိန်းကင်ကာလကချင်းမြတ်တမတွေရဲ့စစ်တွက်အင်အားဟာပြန်ပြ1300ကနေ1500ဝန်းကျင်ဖြစ်ပေမဲ့2022 2023ဝန်းကျင်မှာတော့အင်အား900ကနေ800ခန့်အထိသာရှိတော့တာကြောင့်စစ်စင်ရေးလိုအပ်ချက်အရတိုင်းအရန်တပ်တွေကအင်အားတွေကိုထုတ်နှုတ်ဖြစ်တင်းနေပေမဲ့ထိခိုက်ကြဆုံးများလာကြောင်းစစ်တွက်အင်အားဟာတထောင်ဝန်းကျင်အောက်ပဲရှိနေခဲ့တယ်လို့ဆိုပါတယ်2024ခုနှစ်မှာအသက်သွင်းလိုက်တဲ့စစ်မှုထမ်းဥပဒေနဲ့စူဆောင်းရရှိမှုကနေတဖြည်းဖြည်းချင်းအင်အားပြန်လည်ဖြစ်တင်းလာနိုင်ခဲ့တာကြောင့် လက်ရှိမှာဆိုရင်တိုက်ခိုက်ရေးတပ်မတွေရဲ့စစ်တွဲအင်အားဟာဖြန်းပြ3000ဝန်းကျင်အထိရှိလာတဲ့အတွက်ဒါဟာအာဏာမသိမ်းခင်ကာလကရှိခဲ့တဲ့တပ်မအစင်အရွယ်စားထက်နှစ်ဆဝန်းကျင်ကြီးမားလာတယ်လို့ MDSI ကအသိပေးထားပါတယ်။အကြမ်းမစစ်တပ်ဟာ2015ခုနှစ်နဲ့2020ခုနှစ်ကာလတွေမှာစစ်စင်ရေးကုကဲမှုဌာနချုပ်စကခရီတဲကစကခ3 4နဲ့16တို့ကိုလည်းခြေလင်တက်မဟာအဖြစ်ပြောင်းလဲပြီးလေချောင်းကြီးတိုက်ခိုက်ရေးတက်တွေဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတီဘောမျိုးကိုစစ်တပ်ကလေကြောင်းကနေဘုံထက်ကျဲတယ်ဆိုတဲ့စစ်ရေးသတင်းကိုလည်းတင်ဆက်ပေးပါမယ်။ရှမ်းမြောက်ဒေသတောင်တမဟာနှင့်နယ်မြေဖြစ်တဲ့တီဘောမြို့နယ်ကမန်ဟဲကျေးရွာကိုအချမ်းမစစ်တပ်ကလေကြောင်းကနေဘုံထက်ကျဲပြီးတိုက်ခိုက်ခဲ့တယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနကဒီနေ့အော်တိုဘားလ၄ရက်နေ့မနက်ပိုင်းမှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဒီနေ့မနက်9:49မိနစ်ချိန်မှာမန်ဟဲကျေးရွာမှာရှိတဲ့စစ်တပ် Yes Scan Hound တွင်ကို Jet Fighter နဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ရသပြည်သူထိခိုက်မှုမရှိဘူးလို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနထုတ်ပြန်ချက်အရနားလည်ရပါတယ်။အကြံပေးစစ်တပ်ဟာကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့ကြေညာပြီးတဲ့နောက်ပိုင်းအော်တိုဘလ2ရက်နေ့တုန်းကလည်းတီဘောမြို့နယ်စံဖိတ်ကျေးရွာကကွန်မိုဒရာဟိုတယ်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိပေါင်900ပုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အဆောက်အုံတစ်ခုထိခိုက်ပျက်စီးခဲ့ပါသေးတယ်။အော်တိုဘလ2ရက်နေ့မှာပဲတိုက်ပွဲဖြစ်တာမရှိဘဲနမ်တူမြို့ရင်းကိုလည်းပေါင်900ပုံးတစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့် ရသားပြည်သူ3ဦးသေဆုံးခဲ့ရပြီး6ဦးဒဏ်ရာရှိကာအင်းရှင်းလုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေကသိရပါတယ်။အကြမ်းမဲ့စစ်တပ်ဟာစီးရီးပြတ်မှတ်မဟုတ်တဲ့ပြည်သူလူထုရှိရာနေရာတွေကို UDB ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာကြောင့်မိဘပြည်သူများအနေနဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စီးရီးသတိအမြဲရှိနေဖို့လေကြောင်းရန်ကနေကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေလိုက်နာဆောင်ရွက်ကြဖို့ TNL ကနှိုးဆော်ထားပါတယ်ခင်ဗျာ။ ခုနောက်ဆုံးလောင်လုံးမြို့ပေါ်မှာအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေလူလူလှုပ်ရှားမှုလုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာနေ့တိုင်းတဝက်ခရိုင်လောင်လုံးမြို့ပေါ်မှာမနေ့ကအော်တိုဘားလ3ရက်နေ့နေ့လယ်ပိုင်းကစစ်တပ်ကလုပ်မဲ့အတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေလူလူသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့တဝက်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ DDMSC ကထုတ်ပြန်ထားပါတယ်။အကြမ်းမဲ့စစ်ကော်မရှင်အနေနဲ့တိုက်ခိုက်နိုင်ငံရေးကောင်းဆောင်တွေနဲ့နိုင်ငံရေးပါတီတွေကိုဖြတ်သိမ်းပြီးကျင်းပမဲ့အတူရောင်ရွှေကောက်ပွဲကိုစန့်ကျင်သပိတ်မှောက်ကြဖို့တိုက်တွန်းတဲ့အနေနဲ့အတူရောင်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လန်ကိုရဲရဲရှောက်ခေါင်းစဉ်နဲ့အဲ့ဒီလှုပ်ရှားမှုကိုပြုလုပ်ခဲ့တာလို့ဆိုပါတယ်။အာနာသိန်းချမ်ပတ်စစ်အုပ်စုဟာဆီယာနာသိန်းထားတဲ့၄နှစ်ကျော်ကာလအတွင်းမှာအရသာပြည်သူတွေအပေါ်အချမ်ပတ်ဖန်စီနှိပ်ဆက်တပ်ဖြတ်တာတွေနေစဉ်နဲ့အမျှကျူလွန်နေတဲ့အပြင်နေအိမ်ပေါင်းများစွာကိုလည်းမိရှုဖျက်ဆီးနေတယ်လို့အသိပေးထားပါတယ်။စစ်ကောင်းဆောင်တွေဟာအရသာပြည်သူတွေအပေါ်အခုလိုတရားလက်လွတ်အချမ်ပတ်ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေနဲ့ဆီယာနာသိန်းမှုကိုဆက်ထိန်းထားနိုင်မှုနဲ့ နိုင်ငံအာဏာကိုမတရားသဖြင့်ဆက်လက်ရယူထားနိုင်ဖို့အထူးရောက်ရွေးကောက်ပွဲကျင်းပပြီးအာရုံလွှဲလှဲပြဖို့ကြိုးပမ်းနေတာလို့လည်းတဝဲခရိုင်ဒီမိုကရေစီရေးလှုံ့ဆော်မှုသပိတ်ကော်မတီ DDMSC ဖွဲ့ကပြောထားပါဗျ။အာဏာသိမ်းကျန်းပတ်စစ်ကော်မရှင်အနေနဲ့ထရီရွေးကောက်ပွဲကျင်းပခွင့်နိုင်ငံအခွင့်အာဏာမရှိတဲ့အပြင်အရသာပြည်သူတွေပေါ်စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့အကြမ်းဖက်လက်နက်ကိုင်အုပ်စုမျှတာဖြစ်တယ်လို့ထောက်ပြထားပါဗျ။အကြမ်းဖက်စစ်တပ်ဟာနိုင်ငံတော်အာဏာကိုလက်နက်အားကိုနဲ့အတင်းအဓမ္မသိမ်းယူထားတဲ့နိုင်ငံတော်တစ္ဆေပေါက်တွေဖြစ်တာကြောင့် ီသူလူထုတရားလုံးရဲ့နိုင်ငံရေးတောင်းဆိုမှုဖြစ်တဲ့ဒီမိုကရေစီရေးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အကြံပတ်စစ်တပ်စစ်အုပ်စုကလုပ်မဲ့တူယောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်သပိတ်မှောက်သွားကြဖို့တဝဲခိုင်ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ DDMSC ဖွဲ့ကတိုက်တွန်းထားပါလိမ့်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါလိမ့်ခင်ဗျာ